ကျွန်တော်တို့မြန်မာပြက္ခဒိန်တွေဟာအနောက်တိုင်းပြက္ခဒိန်တွေနဲ့ဘာလို့မတူညီရလဲ။အဲ့တော့မြန်မာပြက္ခဒိန်ကဒီအနောက်တိုင်းပြက္ခဒိန်နဲ့မတူဝင်တဲ့နှားရဲ့လေပတ်မှုနဲ့နေရဲ့လေပတ်မှုနှစ်ခုစလုံးပေါင်းစပ်ထားတဲ့လာနဲ့နေစနစ်ကိုအခြေခံထားတာဖြစ်ပါတယ်။မြန်မာတက္ကရစ်ကိုခရစ်နဲ့638ခုနှစ်ကနေစတင်ပြီးတော့ရေးထွက်ခဲ့တာဖြစ်ပါတယ်။မြန်မာလာတလကလာပြည်နဲ့လာစုံဆုံးပြီးတော့နှစ်ပိုင်းရှိပြီးတော့လာပြည်နေကို2015ရဲ့နဲ့နောက်ွယ်နေကိုလာစုံဆက်လျက်ဒါမှမဟုတ် 15ရက်အဖြစ်သတ်မှတ်ထားပါတယ်။ပုံမှန်မြန်မာနှစ်တစ်နှစ်မှာစနလာရှိပေမဲ့တက်ကတဲ့ကိုနေနဲ့ချိန်ကြီးပို့အတွက်၃နှစ်တချိန်ခန့်လာထချင်းကိုပြုလုပ်ပြီးတော့ဒုတိယဝါဆိုလာဒုတိယဝါဆိုဆိုပြီးတော့ထည့်သွင်းနေရှိပါတယ်။ဤရက်ဒီရေအတွက်ပုံကတော့မြန်မာအခြေအနေရေအတွက်စနစ်မှာလည်းထူချမှုရှိပါတယ်။ဒီရှေးတုန်းကတော့တနေ့တာကိုပို့ဖို့ရှိခု၃နာရီစီတမမဟုတ်နိုင်60 24မိနစ်စီခွဲခြားတက်မှတ်ပြီးတော့မဟိုရောက်တိုင်းစီတမမဟုတ် ခေါင်းလောင်းကိုတိခတ်လေးရှိပါတယ်။မြမပြက်ကတင်ကတကူလာမှာကျင်ပါတဲ့တချံပွဲတော်ကနေစတင်နေရိုးရည်နေတဲ့ကူပွဲတော်တွေကဆုံလာပြပွဲတော်စားတဲ့အရေးကြီးတဲ့ဘာသာရေးနဲ့ရိုးရည်ပွဲတော်တွေကျင်ပါတဲ့ရက်တွေကိုသတ်မှတ်ထားပါတယ်။ဒါကြောင့်ဖြစ်မိတဲ့ပြက်ကတင်တွေပေါပေါက်လာပြီမဲ့မြမပြက်ကတင်ကတော့အရင်ကျေမှုနဲ့နေစဉ်လူမှုဘဝအတွက်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ဆက်လက်တည်ရှိနေတယ်ဖြစ်ပါတယ်။